ီကနေ့တက်ဆက်ပေးချင်တာကတော့မြမသမိုင်းဝင်းတကောင်တဲသောစင်ဖြူအကြောင်းပဲဖြစ်ပါတယ်။ဗရောင်မေဘိုးတော်ဦးဝိုင်းထီးနန်းစိုးစံနေချိန်ခရစ်တဂရိတ်1806ဇွန်လထဲမှာဘကိုးမြို့ဝင်ရဲ့အထူးဆက်သားတွေဖြစ်တဲ့ငပန်းဦးငတော်ငကနီငမောင်တို့လေးယောက်ဟာတကုံမြို့ဝင်ထံမြင်းနဲ့တွားကြရာမှာနိဗ္ဗာန်ရွာအနီးကကြိုက်မက်ကော်ဖရာကြီးကိုတောင်ပေါ်တက်ဖူကြပါ යි ဖရာဖူးနေစဉ်တောင်ရှိမှာအစာကျွေးထားခဲ့တဲ့မြင်းတွေရုတ်တရက်လန့်ပြီးဟီးကြပြီး မုံလုံးဟိမ့်မြကြီးကြီးအောင်မီတန်တွေကြောင့်အတန်လာရာဖျားကြီးတာပတ်မုံမတောင်အောက်ကွင်းသာရာတွေကိုတန်းကြည့်လိုက်ကြရာစုစုပေါင်းအကောင်ထောင်ကျော်ခန့်ရှိသောစင်မဲအုပ်ကြီးအလဲမှဝါကွန်းကဲ့သို့ဖုတ်ပွေးဖြူသောရှင်ဖြူတော်လေးကိုတွေးလိုက်ရသလိုစင်တွေကဖျားကိုဦးချနေရတွေ့ရပါတယ်။ထူးဆန်းတဲ့မြင်ကွင်းကိုအတန်ကြာကြည့်နေရမှအသက်ဝင်လာသောဆက်သား၄ယောက်ဟာအဆောင်တစ်ယောက်ထားပြီးကြံသုံးယောက်ကဟန်တာဝရီမြို့တော်ဝန်ထမ်းတရင်ပို့ရန်မြင်းကိုအပြင်းနှင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ဟန်တာဝရီမြို့ဝင်နဲ့ရေဝင်တို့ကစင်ပန်းအဖွဲ့3000ကြော့စင်30နဲ့ဖမ်းဆီးတော့အခါစင်ဖြူတော်လေးရဲ့အရန်စင်မဲထောင်ကျော်တို့မှစင်ဖြူလေးကိုလှည့်ကြည့်လေကြည့်နဲ့တောရဲကိုဝင်ရောက်သွားပါရယ်တကောင်လေးကြံ့ခဲ့သောစင်ဖြူတော်လေးမှာထွက်မပြေရိုင်းဟန်မပြမတော်မလောက်အတာအရာအေးစိစွာရရွေ့နေပါ යි အနာကက်သွားသောအစင်ထင်းကိုလည်းဆွေမျိုးပြန်တွေ့သလိုချစ်ခင်ရင်းနှီးသောအမှုအရာပြတာကြောင့်အလုံးကတဟမင်္ဂလာစင်ဖြူတော်ဆိုတာသဘောပေါက်တဲ့ဖြစ် ဘရုံမင်းတန်တတော်ဦးတင်လျှောက်ရက်စက်သားအလီအမြတ်အစီလွန်လိုက်ပါရယ်အိမ်နောက်မှာတော့ဘရုံမင်းခေါ်ဘိုးတော်ဦးဝိုင်းအမိန်နဲ့ရှင်ဖြူတော်ကိုရေဝင်းတော်ယထာကျော်ကဦးစီးပြီးရွှေပောင်တော်နဲ့တင်ကရွှေလောင်းနေများချန်ရန်စီလျက်ပွဲလန်းအကအခုံများဖြင့်စီကားတိုက်မြိုက်စွာတည်ဆောင်စီပိုင်ဘိုးတော်ဦးဝိုင်းလည်းစစ်အင်ကလေးပါးစီရင်ပြီးပြည်ကြီးဖုံဖောင်တော်ကိုမိဖျားများမောင်မများတားတော်တမီတော်မြေးတော်မြစ်တော်900ကျော်မုံမံမြို့ဝင်များနဲ့အတူ ပကံမျိုးအထိစင်ဖြူတော်ကိုကျိုးစိုးသိမ့်ပိုက်ကနိဗ္ဗာန်ပစ္စယနာဂရာဇဘွဲတစိပ်ပေးပြီးကြီးကျယ်ခန္ဓာစွာဆင်တော်သိမ့်ပွဲကျင်းပခဲ့ပါသည်စင်ဖြူတော်ကိုဘရင်အပါအဝင်တားတော်တမိတော်များမိုးမတ်စစ်သူကြီးများတထေးတကြွယ်များနဲ့ပြည်သူများကလက်ဖွဲ့မင်္ဂလာဝိုင်းဝန်းပေးကြရာအဆိုပါရွှင်ငွေရတနာကြောက်တံပရံများတို့ကိုပစ္စည်းစရင်လောက်ရတာ၄ရက်လောက်အထိကြာခဲ့ပါသည်အဆိုပါရတနာပစ္စည်းများကိုစင်ဖြူတော်အစာအတွင်းမှာပဲထားရှိခဲ့ပါသည် ်ဆင်ဖြူတော်ကိုဘိုးတော်ဖရာနောက်မင်းဆက်တွင်နေနောက်ဆုံးဆင်ဖြူတော်တည်တဲ့မင်းတော်မင်းအထိမင်းငါဆက်တိုင်အချီးမြောက်ခဲ့ကြပါဘူးဆင်ဖြူတော်လေးကိုတနိုင်ငံလုံးကချစ်ကြတာပါဆင်ဖြူတော်လေးရတဲ့အချိန်6လသားအရွယ်ကလေးကလူတို့တိုက်ပြီးမွေးကြရတာဖြစ်ပါတယ်ဆင်ဖြူတော်လေးအနည်းမှကြမ်းတမ်းတဲ့စကားတွေပြောလို့မရပါဘူးတရားစကားသာနားထောင်လို့ပါမန္တလေးကမဟာမြတ်မုနိဖရာကိုတလာဖူပါတယ်သူဖရာဖူးကျင်လို့ဆောက်ရတဲ့ဇကိုင်းကစင်မင်းတရကသူ့ပစံနဲ့ဆောက်ထားတဲ့တရပါ တရားထိုင်မှာအစဉ်ပြုရုံလေးတွေပြုလုပ်ထားပါတယ်။ဒီမင်္ဂလာအစဉ်ပြုတော့ကိုမေ့လို့မရမယ့်အကြောင်းအရာတစ်ခုရှိပါတယ်။မင်းကြီးတော်လက်ထက်တုန်းကရှုံးခဲ့တဲ့အင်္ဂလိပ်မြန်မာပထမစစ်ပညာရဲ့အတွက်ရနဘူစာချုပ်ချုပ်တော့စစ်ရော်ကျင်းွေတက္ကရီပေးရပါတယ်။အဲ့ဒီပစံကိုအစဉ်ပြုတော်ရဲ့ပစံနဲ့ပေးခဲ့ရတာပါ။စစ်ရော်ကျင်းွေတက္ကရီပေးရမယ့်အချိန်တိုင်းပြည်မှာပစံမရှိတော့ပါဘူး။ဘယင်မှာလည်းပစံမရှိတော့တဲ့အတွက်ဗာကြီးတော်ကမူမတ်တွေကိုပြောပါတယ်။မင်္ဂလာရှင်တော်ကိုတွားလျှောက်ကြည့်ပါလားတဲ့။မူမတ်တွေကမင်္ဂလာရှင်တော်ကို ီအကြောင်းပြောပြကြတဲ့အခါမင်္ဂလာရှင်တော်ကနှမောင်းလေးချပြီးမျက်ရည်တွေကြကတွေ့တွေ့ကြီးကြည့်ပြီးနားထောင်နေပါတည်းအတန်ကြာမျက်ရည်ချနေပြီးမှသဘောတူကြောင်ပြတဲ့အတွက်သူရရှိထားတဲ့ရွှေလင်းပန်းတွေရွှေခွက်တွေယတနာပစ္စည်းတွေကိုချပြီးတဲ့အခါမလိုရာတွေကိုနှမောင်းနဲ့တွန်းပို့လိုက်ပြီးလိုရာတွေကိုဆွဲယူပါရဲ့တဲ့သူတွန်းပို့ပေးရဲ့ပစ္စည်းတွေတန်ဖိုးကတကယ်အထိပါပဲတဲ့ဒီလိုမင်းငါဆက်တိုင်းနိုင်ငံရဲ့နှလုံးသားရီနဲ့ထပ်ပြီးနေခဲ့တဲ့ နိဗ္ဗာန်နာဂပစ္စည်းမင်္ဂလာဆင်ပြူတော်ဟာမင်းနုံမင်းလက်ထက်မှာကံတော်ကောင်တည်ဆောင်းခဲ့ပါ යි မင်းနုံမင်းကမင်္ဂလာရှင်တော်ရဲ့အလောင်းပေးမှာအရွယ်တူရုပ်တူထုလောက်ပေးပြီးမင်္ဂလာရှင်တော်ရဲ့အစဉ်တစားတွေအစဉ်ရင်ပေးထားပြီးလူတွေကိုကြည်ခွင့်ပေးထားပါ යි မန္တလေးမြို့နယ်လူတွေကတန်းစီပြီးလာရောက်ကြည့်ရှုကြကတော့ကြလောက်ကြတာလူရန်ကြီးကညနေနေဝင်သည့်သည့်မပြီးနိုင်ခဲ့ဖို့ဖြစ်ခဲ့ရပါ යි တဲ့လွမ်းစွစီကမင်္ဂလာရှင်တော်ပါပဲ